ားလုံးပဲမင်္ဂလာပါ SHK Knowledge Share Channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ပြောမယ့် topic လေးကတော့ဒီတဲ့အနေနဲ့ယခုလက်ရှိကိုလို့ဆောင်နေတဲ့အရာတွေကိုလှုပ်ရှားဆောင်ရွက်နေတဲ့အရာတွေကို social media ပေါ်မှာချပြနေလို့ပဲလားယနေ့ခေတ်မှာလူမှုကွန်ရက်ဆိုရှယ်မီဒီယာဆိုတာဒီကျွန်တော်တို့လူငယ်တန်းရဲ့ဒီနေ့စဉ်စိတ်ပိုင်းနေ့စဉ်ဘဝအစိတ်ပိုင်းတစ်ခုဖြစ်လာတယ်အဲ့ဒီစိတ်ပိုင်းမှာလူတော်တော်များများခြားပြတာကတော့တူတူဘဝရဲ့ဒီ ကောင်းတဲ့အခိုက်အတန့်လေးတွေစင်ပြေနေတဲ့အခိုက်အတန့်လေးတွေတော့အာတဘောမဟုတ်မဲနဲ့ဖန်တီးယူထားတဲ့အရာတွေကြွားလို့ထုံးနေတဲ့အရာနဲ့ငယ်ကိုတော့ချပြလေးရှိကြတယ်။အဲ့တော့ကိုလူတော်တော်များများကအဲ့ဒီဗီဒီယိုတွေကိုကြည့်ပြီးတော့ကိုဘာပဲလှုပ်လှုပ်ဘာပဲလှုပ်ရှားလှုပ်ရှားကိုရဲ့အဒီလှုပ်ရှားဆော်ရွေးတဲ့အရာတွေကိုဆိုရှယ်မီဒီယာပေါ်မှာချပြချင်ကြတယ် ဥပမာ English data တော့တော့ထားပါတော့အဲ့ပါကိုယ့်ဒီအာဒီနေ့က9ရက်ဒီပထမဆုံး English data တဲ့ရက်ပေါ့ဘာညာဆိုပြီးတော့တကယ်ခြေတွေနဲ့ဓာတ်ပုံတွေပါလေးရိုက်ပြီးလို့ရှိရင် caption တွေပါလေးရေးပြီးတော့ Facebook ပေါ်မှာ post တွေတင်ကြဟုတ်ပါတယ်ဆိုရှယ်မီဒီယာကိုအသုံးပြုတယ်ဆိုတော့ဒီတဲ့အချက်အလက်တွေကိုကိုယ်တိုင်ငယ်ချင်း ကိုယ့်ရဲ့မိသားစုနောက်ကွန်မတီတဲ့တခြားသူတွေနဲ့ခြေဆက်ဖို့ဝေမျှဖို့အသုံးပြုတယ်ဆိုတာဟုတ်ပေမဲ့ ကိုယ့်ရဲ့တည်းအကြောင်းအရာအကိုလို့ကိုတော့ချပြနေဖို့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အောင်မြင်ခြင်းတိုးတက်ခြင်းကိုလူတိုင်းမြင်ချင်ကြတာမဟုတ်ဘူးဆိုတော့ကိုတော့တည်ချက်ဖို့လိုပါလိမ့်မယ်။ဘာကြောင့်ကိုယ့်ရဲ့လှုပ်ရှားစောက်ရွံ့မှုတွေကိုဆိုရှယ်မီဒီယာပေါ်မှာမချပြတဲ့လေဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ထပ်အချက်တိုးချက်ကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုသုတိကြည့်သွားပေးဖို့တိုက်တော်ပါရစေ။နံပါတ်၁ချက်မနော်လိုမိုးသီးမှုကိုခံရနိုင်ခြင်း ကျွန်တော်လူတွေကကိုဘိုးအောင်မှာကောက်တဲ့အရာလေးတွေနောက်ပြီးတော့စင်ပြေနေတဲ့အခက်အတန့်လေးတွေကိုမှရွေးချယ်ပြီးတော့ဒီဆိုရှယ်မီဒီယာပေါ်မှာတင်ပြကြတဲ့အခါကိုဗီဒီယိုကိုမြင်တဲ့လူတော်များများကဒီကိုပေါ်မှာဒီကိုရဲ့အကောင်းဆုံးတော်ကိုအာမမြင်ချင်ပဲနဲ့ဒီမနာလိုမိုးသီးမှုတွေမြင်ကတဲ့စစ်တွေဖြစ်ပြီးတော့ဒီရှင်းရှင်းပြောရမှဆိုရင်လူများရဲ့မိုးသီးခြင်းကိုခံရနိုင်ပါတယ်ပေါ့နော်။ဒါကြောင့်ကိုရဲ့ဒီဘာတွေလှူရှားနေလဲဘာတွေဆော်ရွက်နေလဲဆိုတော့အကူလို့ကို ဆိုရှယ်မီဒီယာပေါ်မှာချက်မပြသင့်ပါဘူး။နံပါတ်1ပေပန်းသွားနိုင်မှုနဲ့ PR ပုံများခြင်းကိုလို့တမျိုးကိုလို့ဆိုတမျိုးကိုလူအများရှိမှာဒါမှမဟုတ်ဆိုရှယ်မီဒီယာပေါ်မှာအငြင်းတန်းချပြချင်နေတဲ့သူတွေကကိုပါပဲလို့လို့အငြင်းတန်းပြည်စုံနေပုံနဲ့အကောက်ဆိုးလို့ဆိုချင်အကောက်ဆိုးပူရေးတွေကပြသချင်နေတဲ့သူပြီးအောင်တွေပုံများလာပါတယ်ဥပမာတခုခုကိုလို့တဲ့တော့တငယ်ချင်းတွေကတနည်းရအောင်သွားလို့ရှိရင်ငါကအငြင်းတန်းတောင်းတ အာယဝဆာစင်ရထားတာတို့ကသူများတဲ့လှတယ်မှာဆိုတာတွေဟာဒီကိုယ့်ရဲ့စိတ်ကိုကိုပို့ပို့ပြီးတော့နားနယ်စေပြီးတော့ဒီကိုယ့်ရဲ့နေစဉ်ဘဝမှာကိုယ့်ရဲ့ပျော်ရွှင်မှုကိုညှောနယ်လာစေတဲ့ပြီးလို့ရှိရင်ကိုယ်ပါပဲလို့လို့ကိုယ့်ရဲ့လို့ဆိုတဲ့မျိုးကိုလူအများကစွကြည့်ဝေဖန်နေတယ်လို့ခံစားရပြီးတော့ကိုယ့်ရဲ့စိတ်ကိုကိုမောကြတာမျိုးကိုဖြစ်စေတယ်ပါဒါကြောင့်ကိုယ့်ရဲ့လို့ဆိုတဲ့မျိုးကိုဆိုရှယ်မီဒီယာပေါ်မှာလည်းခြားပြဖို့မလိုတယ်လို့ လူတဲကိုလည်းလိုက်ပြောပြနေစင်ဟာဘယ်လိုနံပါတ်၃ကိုရေးကိုသာလူချုံမှု privacy ပြည့်စုံခြင်းကိုရလှုပ်ရှားဆောင်ရွက်မှုတန်းကိုဒီ social media online ပေါ်မှာအသေးစိတ်ချပြနေခြင်းကဒီကိုကိုအန်တီပြုဖို့ချောင်းနေတဲ့သူတွေအတွက်ဒီကိုရကိုရေးကိုသာအချက်အလက်တွေကိုရဖို့ ကိုကိုတိုင်လမ်းဖွင့်ပေးရရောင်းနေပါတယ်ဥပမာကိုရဲ့ဒီနေရောနောက်ကိုရဲ့နေရလေးစာနောက်ကိုပေါ်ဆိုလှုပ်ရှားနေလဲဆိုတဲ့ဒီအသေးစိတ်ကိုဒီဆိုရှယ်မီဒီယာပေါ်မှာချပြနေခြင်းကဒီကိုရဲ့ privacy ကိုကိုကိုရဲ့လူချုံမှုကိုကိုကိုတိုင်ဖျက်ဆီးရရုပ်တလို့ကိုကိုအန်ဒီရပြုတ်ဖို့ချောင်းနေတဲ့အတူတည်းအတွက်လည်းအန်ဒီရပြုတ်ဖို့ရှာပို့ပြီးတော့လွယ်ကူသွားစေနိုင်ပါတယ်ဒါကြောင့်ကိုရဲ့လှုပ်ရှားဆော်ရွက်မှုတွေကို social media ပေါ်ဒါမှမဟုတ်လူတွေကိုချပြသိမ်းပါဖို့ပေါ့နော် ဒါကြောင့် social media ဆိုတာတင်းအချက်လဲတွေကိုမျှဝေဖို့အဆက်တွေရေးတွေကောင်းဖို့နောက်တအုပ်နဲ့တအုပ်အခြေစပ်ဖို့နောက်လုပ်ငန်းဆိုင်ရာနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းတို့ကိုယ့်ရဲ့လုပ်ငန်းကို marketing လုပ်ဖို့ဒါမျိုးရေးကြော်ညာဖို့အတွက်ခြောက်ပြလို့တော့ကောင်းပါတယ်ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်တိုင်နဲ့ပတ်သက်ပြီးလို့ဆိုရင်တော့ဒီကိုယ့်ရဲ့ကိုလို့ဆောင်နေတဲ့အလှူရှောင်မှုတွေကိုဒီ social media ပေါ်မှာခြောက်ပြတာဟာကိုယ့်အတွက်စိတ်ပိုင်ဆိုင်ရာမျိုးပြုတ်ပိုင်ဆိုင်ရာအတွက်ပါအဒီအများတဲ့အတွက်ကြောင့် ိုယ့်ရဲ့လှူရှာမှုတွေကိုဆိုရှယ်မီဒီယာပေါ်မှာချက်ပြပါစေမယ်လို့ပြောရင်းတဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုတောင်းလိုက်ပါမယ်။ဒီတော့ရဲ့ဗီဒီယိုကိုစုတည်ကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။